龙里个那一头，一一头，叫里个那一头，叫里个的对。一个那一个里，这眼睛里里，我一话到天上，到天上。我要个高你就高你个的手，我心有那么啥，也得那么啥。哎，多多多来，喏，大路，你老手你那么熟，我哩喏，我发路大波哩喏。 ဖားတို့ဘက်ဒုက္ခရောက်တာဆိုတော့ပေါ့လေနော်။ဒီဟာကျတော့တားတို့မုတ်စားဖို့အတွက်ပေါ့လေနော်။အဲဒီဟာတွေကအဲကကင်ထားလိုက်။အဲဒါအေးတားမုတ်မုတ်တားတို့စားဖို့အတွက်ပေါ့လေနော်။ကြောင်းသွားပါသွားဆိုရင်စားဖို့အတွက်ရဒီဟာကျတော့ပေါ့လေနော်။ပတ်စံနဲ့တင်းကျတော့ပေါ့လေနော်။အဲဖားတို့လိုအပ်တာသုံးဖို့အတွက်ပြန်လူပေးတာပေါ့လေနော်။ဘွားရဲ့အတက်ရှိစေကြောသွားပြီ။မစွန့်မတန်တဲ့ဒီကလေးနှစ်ယောက်နေပဲ။နေရတာထိုင်ရတာ ခုလူလာကူညီထောက်ပံ့ပေးတဲ့အတွက်ကြောင့်အဖအသက်ရှိဖို့ရတယ်အများကြီးကျေးဇူးတင်တယ်ဖားတယ်မစွမ်းတန်နဲ့မိဘမိခလေးနဲ့ကိုကြည်နေကြည်နေမွေးနေလှုပ်ပေးကင်ပေးနေတာနဲ့အခုလူလာထောက်ပံ့လာကူညီပေးတဲ့အတွက်ကြောင့်လည်းအဖနင်းနေအသက်ရှိဖို့ရတော့စိတ်နင်းနေချမ်းသာတာပေါ့စိတ်ကမချမ်းသာပဲနေရင်လူမမွေးနေလား အခုလိုလားကိုကြီးထောက်ပံ့ပေးတဲ့အတွက်ကြောင့်ဖာအများကြီးဝန်တားလည်းအများကြီးကျေးဇူးတင်တယ်။ဖခင်ကလည်းအမြဲဆုတောင်းပေးတယ်။ဖခင်ဆုံးပါအမေဆုံးပါအဲ့တော့တုံးရဝင်ကိုကြီးပြီးတော့အရင်ကျေးဇူးတင်တယ်။ဒါတော့စတူသွားပါဘူး။ကိုရှိအာရှိုးကစားတဲ့ကောင်ကပြေးတဲ့ဆူနဲ့ပြေးပါစေအခုမိဖားတို့ကြတော့ပေါ့လေနော်၃ယောက်ထဲပဲနေတာအကြောင်းမဟုတ်လို့ပေါ့လေနော်အခုကဖားလဲအသက်၈၀ကျော်ကလေး၂ယောက်လဲ ငယ်ငယ်လေးပဲရှိတည်းကဆိုတော့ပေါ့လေအခုသူဆိုလဲပေါ့လေတော့အဲခြေတောက်တွေအဲလက်တွေဆိုလဲပေါ့လေတော့ဒီမှာလက်တွေဆိုလဲမတန်ဆန်းလို့ဖြစ်တာဆိုတော့ပေါ့လေတော့ခြေတောက်တွေလဲသွာလာလို့မရအဲမိဘနှစ်ပါးစလုံးလဲမရှိကြတော့တာကြောင့်မလို့တကယ်ကိုချင်းစာဖို့ကောင်းပါတယ်တော့ကျွန်တော်လဲဖြစ်နိုင်တော့ပေါ့လေတော့အိမ်တော်မှခေါ်ထားခြင်းပဲမဲ့ပေါ့လေတော့ဖြစ်နိုင်မိဘမဲ့အကြီးဟာတွေတော်မှလုတ်ချင်ပေမဲ့ပေါ့လေအခုအဆက်ဆက်ရခက်ခဲတာကကြတော့မလွယ်ပါဘူးနော်ကျွန်တော်လည်းလောလောဆယ်ကနည်းနည်းအခက်ခဲဖြစ်နေနေသေးတာကြောင့်မဟုတ်လို့မတော့အခုအဖွားနဲ့ပဲထားထားသေးတာပေါ့လေနော်အခုကြောင်းနေပါလေ တတ်နိုင်တယ်တော့တော့ထောက်ပံ့ထားထားပေးပြင်မယ်ပေါ့လေတော့အခုလိုအပ်တာတွေကြာအဆက်ဆက်ရရရှည်အတက်ပေါ့လေနော်အခုကကလေးတွေဆိုရင်လည်းပေါ့လေနော်ပညာရေးအတွက်ဆိုရင်အရန်ရေးကြည့်တာပေါ့လေနော်ပညာမတက်စာမတက်ရင်တော့အခုကျွန်တော်တို့အတိုင်းပြည်မှာဆိုရင်လည်းပေါ့လေနော်အဆက်ဆက်ရရအများကြီးပေါ့လေနော်ပညာတက်ပြီးအသည့်တရားရှိမှတိုးတက်ပြောင်းလဲလာမှာကြောင့်မလို့ကလေးတွေကအနာကတ်ဆိုတာအင်မတန်မှအရေးကြီးပါတယ်နော်အခုလိုခက်ခဲဖြစ်နေတဲ့အချိန်မှာအခုလိုကူညီပေးကြတဲ့လူရှင်တွေအားလုံးလည်း ကျမ်းမာပါစေချမ်းသာပါစေလို့ဆုတောင်းမေတ္တာပို့ပါရနော်အားလုံးစိတ်ကျမ်းမာခြင်းကိုကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေမြန်မာပြည်လက်မြန်ဆုံးအေးချမ်းပျော်ရွှင်လာပါစေလို့ဆုတောင်းမေတ္တာပို့ပါရနော်ဘာမှအားငယ်နဲ့တော့အသားတို့စာလဲကြိုးစားကြနော်ပညာတတ်ဖြစ်မှအရှင်ပြေမှာစာမတတ်ရင်အရှင်မပြေဘူးနော်စာကြိုးစားနော်ဘာမှတိတ်မစင်စားနဲ့နော်ဦးတို့ပြန်ပြန်လာခဲ့မယ်နော်